ကာစီကိုမန်ကိုကင်ဆောင်ထားပြီးတော့လက်ရှိမှာပတ်စပို့တက်တန်ကလည်းသိတယ်ကပ်ပြားကလည်းတက်တန်သိနေတဲ့ခါမှာကျွန်တော်ဘန်ယုံမှာသွားပြီးတက်တန်တို့ဖို့တော့အခက်ခဲတွေ့နေတဲ့သူတွေတို့ကီပလက်ကနေပြီးတော့တက်တန်ပြန်လျှောက်တဲ့ကျွန်တော်တောင်းတဲ့နေမျိုးပြပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးဆုံးတော့တက်ချက်ကကျွန်တော်တို့ကပ်ပြားအမျိုးမျိုးရှိတယ်အခုကျွန်တော်ပုံထဲမှာပြရတိုင်းပဲခင်ဗျာကာစီကိုကပ်က၄မျိုးရှိတယ်ဒီ၄မျိုးရဲ့အကြောင်းလည်းကျွန်တော်အသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ကပ်ရောက်လာလို့ရှိရင်လည်းကျွန်တော်တို့ကဘယ်လိုမျိုးဆက်ပြီးတော့နှိပ်ပြီးတော့ကပ်ကိုအသက်ပြန်သွင်းမယ်ဆိုတာကိုလည်းအနောက်မှာအနေငယ်ပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာအတူတူကျွန်တော်တို့လိုက်ကြည့်ကြရအောင် ောင်လားခင်ဗျာပထမဦးဆုံးကျွန်တော်တို့ Kplat ထဲကိုဝင်သွားမှာဖြစ်ပါတယ်ခင်ဗျာ Kplat ထဲကိုရောက်တာနဲ့ကျွန်တော်ကတ်ရဲ့တောင်းတဲ့နေရာကိုကျွန်တော်သွားပါမယ်အရင်ဦးဆုံးကျွန်တော်ဒီနေရာမှာ view ပေါ့နော်အားလုံးကြည့်တဲ့နေရာကိုကျွန်တော်ဒီညားလေးနေရာကိုကျွန်တော်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်အရင်တစ်ခေါက်လည်းပြပါတယ်ဒီမှာကျွန်တော်ရဲ့ဖုန်းရဲ့ password ထည့်ရမှာဖြစ်တယ်နော်ကိုယ့်ရဲ့ဘဏ်ရဲ့ password ဖြစ်ပါတယ်ခင်ဗျာ okay အဲ့တော့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ तू ကကတ်လျှောက်တဲ့နေရာကိုကျွန်တော်ဒီအောက်မှာဆွဲတင်လိုက်ရုံပါပဲနော်ဒီမှာဆိုတော့ကျွန်တော်တို့ဒီမှာ debit card ကျွန်တော်တို့ကတ်လျှောက်တဲ့နေရာကိုကျွန်တော်တို့ နှိပ်လိုက်ရုံပါပဲเนาะအဲ့လိုအဲ့လိုမျိုးပေါ်လာပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာနောက်ထပ်အပေါ်ကအပေါ်ကဒီမြားလေးဝယ်ထပ်ပြီးနှိပ်လိုက်ရုံပါပဲနောက်ထပ်ကျွန်တော်တို့ဒီအောက်ကအစိမ်းရောင်လေးဝယ်ကျွန်တော်ထပ်ပြီးတော့နှိပ်လိုက်ရုံပါပဲခင်ဗျပြီးတော့ကျွန်တော်နောက်ထပ်ဒီအောက်က nest ကျွန်တော်အစိမ်းရောင်မြားလေးကိုဝယ်ထပ်ပြီးတော့နှိပ်ပါမယ်ခင်ဗျ โอเคအဲ့ဆိုကျွန်တော်ဒီမှာဆွဲတင်ရုံပဲခဏကျွန်တော်ပြောတဲ့ကတ်တွေရဲ့အကြောင်းကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျ။โอเคဒီပေါ်ကကတ်တွေအတိတ်ပြီးတော့အရေးမကြီးဘူးဆိုရင်ပဲကျွန်တော်ဒီမှာပြပေးမှာဖြစ်တယ်ပုံမှန်ကျွန်တော်ရှောက်ထားတဲ့ကတ်ကတော့ဒီမှာအားလုံးတွေ့ရတိုင်းပဲဒီအစိမ်းရောင်ပေါ့နော်အစိမ်းရောင်ကျွန်တော်ဒီသားတော့ပုံမှန်ရိုးရိုးအာထမ္မတာပေါ့နော်ပုံမှန်ရိုးရိုးထမ္မတာကတ်ပဲဖြစ်ပါတယ်သူကတော့ပတ်စံထုတ်တုံထုတ်သွင်းဒီလောက်ပဲသူကအများကြီးသူကတော့ဘာမှတော့မဖြစ်ဘူးအဲ့တော့နောက်ထပ်ကျွန်တော်ပြပေးချင်တာကဒီပေါ်မှာကျွန်တော်အားလုံးနေနဲ့အရေးကြီးတဲ့ကတ်တစ်ကတ်ကဒီအပေါ်ကကျွန်တော်ဒီမှာ အစိမ်းရောင်နော်ဒီအစိမ်းရောင်ကတ်ကတော့ကျွန်တော်အသက်အာမခံကြီးဖြစ်တယ်သူကလှုပ်လို့ရှိရောဒီမှာတွေ့ရတိုင်းမှာပဲခင်ဗျာကျွန်တော်တို့အာဘန်ကတ်လုံးမယ်ဆိုသူကစုစုပေါင်းဘယ်လောက်ပေးရမလဲဆိုခွန်စုစုပေါင်း800ကျွန်တော်တို့ကြပါတယ်သူကတော့တနှစ်ကိုတစ်ခါသူကပတ်စံအာ800ဖြတ်တယ်ဗောနော်တနှစ်ကိုတစ်ခါသူ800ဖြတ်တယ်အဲ့တော့ကျွန်တော်အားလုံးနေနဲ့တချို့တော့သူဒီတစ်နှစ်တစ်ခါပတ်စံဖြတ်လာဆိုတော့ဖြတ်ပါတယ်ခင်ဗျာအဲ့ဒီနေရာမှာကျွန်တော်အားလုံးနေနဲ့သူက အာထိုင်းလိုမျိုးပြောရင်တော့ဒါအတက်အာမခံကြီးရှိရနော်ဒီကက်ကတော့ကျွန်တော်မတော်တဆရင်တိုင်းမှုဖြစ်လို့ဆုံးမသွားတယ်ဆိုရင် तू ကအတက်အာမခံကြီးဒါနှစ်သိန်းဘတ် तू ကပေးတယ်လို့ဒီမှာ तू ပြထားတယ်နော်အားလုံးတွေ့တဲ့အတိုင်းပဲခင်ဗျအားလုံးနေနဲ့အဲ့ဒါကြောင့်မို့လို့ဒါကတော့ဒီကက်ကတော့ကျွန်တော်ဈေးကြီးတယ်တိုးတော်များလည်းဒါအတက်အာမခံကြီးကက်ဖြစ်ပါတယ်နော်ကြိုက်တဲ့ကက်ကိုရွေးလို့ရပါတယ်ပြီးလို့ရှိတော့ကျွန်တော်ဒီအောက်မှာဆိုရင်တော့ဒီအန်ဒီယောင်ကက်ကတော့ကျွန်တော်တိတ်တော့မလို့ဒါကတော့အကုန်တိုင်းမှာကျွန်တော်တို့ပတ်စံရှင်းလို့ရတဲ့ကက်ဒါဆိုင်တိုင်းမှာတိတ်မရှိဘူးဒါတိတ်အရေးမကြီးဘူးပြီးတော့ဒီအောက်မှာဆိုရင်တော့ကျွန်တော်တို့ ဒီကက်ကတော့ကျွန်တော်ပုံမှန်အလုံးသွေးရတိုင်းပဲဒီမှာသူပြဟာနော်အဲရထားစီးဖို့အတွက်ဒါရထားတွေပါစီးလို့ရှိ MRD လက်မှတ်တွေပါဖြတ်လို့ရှိနေတာကျွန်တော်တို့ဒီကက်နဲ့ကျွန်တော်ရှင်းလို့ရတယ်လွယ်ကူတယ်ပေါ့နော်ဒါကတော့ကျွန်တော်ပို့ပြီးတော့မှကောင်းတယ်ပြီးတော့ကျွန်တော်တို့ဒီဘန်အမျိုးအစားမတူဘဲနဲ့ပတ်စံထုတ်သွင်းလို့ရှိလေသူကပတ်စံမဖြတ်ဘူးနော်ဒီကက်ကတော့ပို့ပြီးတော့မှကောင်းတယ်နေတော့ဈေးကတော့ သူကစုစုပေါင်း400ကျပါတယ်เนาะအဲ့တော့ကျွန်တော်ကြိုက်တာကျွန်တော်တို့ရွေးလို့ရပါတယ်တကယ်လို့ယူချင်းယူမယ်ဆိုတော့ဒီလိုကတ်မျိုးယူရင်တော့ပိုကောင်းပါတယ်เนาะအဲကျွန်တော်အသက်အာမခံကြီးကတ်လည်းကောင်းပါတယ်အဲ့တော့ကျွန်တော်နှိပ်မယ်ဆိုရင်တော့သူကဘယ်လောက်ကျမယ်ဆိုတော့ကျွန်တော်ပြပေးပါမယ်โอเคကျွန်တော်ယူမယ်ဆိုရင်တော့ဒီမှာမြားလေးကိုကျွန်တော်တို့နှိပ်လို့ရပါတယ်အဲအဲ့ဒါပြီးလို့ရှိတော့ကျွန်တော်ဒီမှာဆွဲတင်လိုက်ပါအလုံးကိုအကလုံးဆွဲတင်လိုက်လို့ရပါတယ်ခင်ဗျာเนาะโอเคအဲ့လိုဆွဲတင်ပြီးရတဲ့အောက်မှာဒီမှာကျွန်တော်တို့တွေ့တဲ့အတိုင်းပဲခင်ဗျာအစိမ်းအောင်မှန်ချက်လေးကိုကျွန်တော်တို့နှိပ်ပါမယ်เนาะ โอเคဒီနေရာမှာကျွန်တော်ပထမအရင်တော့ပြပေးခဲ့ဖူးတယ်လို့ပဲဒီမှာကျွန်တော်ကိုယ့်ရဲ့လိပ်စာမမှန်နေဘူးဆိုရင်ကျွန်တော်တို့ဒီမှာခဲတဲ့နေရာလေးကိုနှိပ်ပြီးတော့လိပ်စာဖြည့်ပေးပါခင်ဗျာเนาะကိုယ့်ရဲ့လိပ်စာဖြည့်ပေးဖို့အတွက် လိုတာပဲဖြစ်ပါတယ်ခင်ဗျာနော်လိမ့်စာကကျွန်တော်သူပို့လာတဲ့ခါကျရင်ဒါမှန်မှန်ကန်ကန်လေးကိုယ့်စီကိုရောက်ရှိလာဖို့အတွက်ဖြစ်ပါတယ်နော်ဒီမှာကျွန်တော်တို့အားလုံးကိုယ့်ရဲ့လိမ့်စာကိုမှန်မှန်ကန်ကန်လေးကျွန်တော်တို့ဒါထည့်ပြီးပြီးတော့မှဒါလှုပ်ဆောင်လို့ရတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ပြန်ပြီးတော့ရက်ကွက်နေရတကယ်လို့ကိုဖြီးလို့မတိုက်တော့မှဒါထိုင်းလူမျိုးတွေဖြီးခိုင်းလို့ရတာနော်ကျွန်တော်တစ်တော့ show မှာဈေးဝယ်ပူတဲ့သူဆိုလည်းလွယ်ကူလေးပဲကိုယ့်ရဲ့ဒါဖုန်းနံပါတ်တွေရောအားလုံးကျွန်တော်တို့ဒီအာမှန်နေတယ်ဆိုရင်တော့လွယ်လွယ်ကူနဲ့သူကပစ္စည်းကိုယ့်ရဲ့အိမ်ရှိရောက်အထိရောက်လာမှာပဲဖြစ်ပါတယ်ခင်ဗျာနော်ဒါကျွန်တော် ပြန်ပြီးတော့ကြော်သွားပါလိမ့်မယ်နော်โอเคဒါဆိုကျွန်တော်တို့အားလုံးအနေနဲ့ဒီနေရာမှာဘယ်လောက်ကြလဲသူကတစ်ခါတည်းပတ်စံတစ်ခါတည်းဖြတ်မှာဖြစ်တယ်နော်တကယ်ယူမယ်ဆိုရင်တော့မှန်ချက်လေးဝယ်ထပ်နှိပ်မယ်ဒီမှာဆိုကျွန်တော်အားလုံးတွေ့ရတိုင်းပဲဘန်ကက်ကကျွန်တော်တို့စုစုပေါင်း400ကြတယ်ပြီးတော့ဒီမှာပိုက39ဆိုတော့400နဲ့39ကြပါတယ်ကျွန်တော်ဒါနှိပ်မယ်ဆိုရင်တော့သူကတစ်ခါတည်းတကယ်၍နှိပ်မယ်ဆိုရင်တော့ဒါတခါလေးကျွန်တော်တို့ပတ်စံဖြတ်ပြီးသွားဖြစ်တယ်ကျွန်တော်တော့ဒါမနှိပ်ဘူးပေါ့နော်ဒါအလုံးကိုပြပြပေးခြင်းဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဘန်ကက်ရောက်လာတဲ့ခါကြလို့ရှိရင်သူကဒီမှာစာအိတ်ထဲမှာ အသက်ပြန်တွင်းတဲ့ဟာဒီမှာ तू ကအချက်လက်တွေအားလုံးပြထားပြီးတာเนาะအရင်ဆုံးကိုယ့်ရဲ့ keyblade ထဲကိုဘယ်လိုဝင်ရမလဲဘိုင်းနှိပ်ရမလဲဆိုတာကို तू ကအသေးစိတ်ပြထားတယ်ပြီးလို့ရှိတာထိုင်းစာနဲ့ဆိုတော့ကျွန်တော်တော်တော်များများသိပြီးတော့နားမလဲကြအောင်ကျွန်တော်ကိုယ်တိုင်လည်းဒါသိပြီးတော့ဒါကြည့်လို့ရှိဟာချက်ချက်ချင်းဆိုတော့ဒါရှုံနေလိမ့်မယ်အဲ့တော့ အားလုံးနေနဲ့ဒါကျွန်တော်အသေးစိတ်ကြည့်ပြီးတော့မှကိုကပြန်လှုပ်လို့ရတယ်အဲ့တော့ကျွန်တော်မှဗီဒီယိုဖိုင်နောက်မှထပ်ပြီးပြပေးပါမယ်เนาะအာကျွန်တော်တို့ဘန်ကတ်ရောက်လာလို့ရှိရင်ဘယ်လိုဆက်ပြီးတော့အသက်ပြန်သွင်းရမယ်ဘန်ပုံးနှောင်းကိုဘယ်လိုတပြန့်နှက်ရမလဲကိုရဲ့ကေပလက်မှာဘာနှက်ရလဲဆိုတော့ကျွန်တော်တို့အတူတူဆက်လက်ပြီးတော့ကြည့်ကြရအောင်ခင်ဗျာ ဒါကတော့ကျွန်တော်က line ပေါ်မှာညီမတယောက်ရဲ့ video file ကိုပြောပြပေးမှာဖြစ်တယ်။ကက်ကတော့ကျွန်တော်9ရက်တွင်ထဲမှာရောက်လာမှာဖြစ်ပါတယ်နော်။ကျွန်တော်စာအိတ်နဲ့ဒီလိုပုံစံလေးပဲရောက်လာမှာဖြစ်တယ်။ဒီလိုမျိုးရောက်လာပြီးဆိုရင်ကျွန်တော်တို့ဒါအသေးစိတ်ကျွန်တော်တို့ကြည့်တဲ့နေကျွန်တော်အသက်ပြန်တွင်းတဲ့နေကိုကျွန်တော်အထူးထူးဆက်ပြီးတော့ကြည့်ကြရအောင်ခင်ဗျာနော်။လွယ်ကူပါတယ်အားလုံးနေနဲ့။ကြည့်ပြီးတဲ့သူကတော့တော်တော်များတော့မသိတဲ့သူများမလို့ထင်တယ်ခင်ဗျာ။အတော့ K Black ထဲကိုကျွန်တော်ဝင်ရမှာဖြစ်ပါတယ်ခင်ဗျာနော်။ K Black ထဲကိုရောက်တာနဲ့ကျွန်တော်တို့တော်တော်များများအနေနဲ့လူတိုင်းကတော့ဒီထဲမှာဘယ်နေရာမှာတက်နှဲ့ရမလဲဆိုတာကိုတော့ကျွန်တော်ဒီမှာဆက်ပြီးတော့ကြည့်သွားကြမယ်ခင်ဗျာ။ ကတော့သူပြထားပေးတဲ့အတိုင်းပေါ့နော်ဒါဒီညီမရဲ့သူ့ရဲ့ဖုန်းဖြစ်ပါဒီမှာကတော့ကျွန်တော်တို့ password ထည့်ရမှာပေါ့နော် password ထည့်ပြီးလို့ရှိရင်ကျွန်တော်ခဏကတ်တောင်းတဲ့နေရာဒေးဘေးကတ်နေရာပဲကျွန်တော်သွားပြီးတော့နှိပ်ပေးပါမယ်ဒီလိုလေးပေါ်လာတဲ့အခါ power ဟောင်းနှိပ်ပေးမယ်နော်အောက်ဆုံးဟောင်းနှိပ်မယ်ပြီးလို့ရှိဒီမှာဆက်ပြီးတော့ကျွန်တော်နှိပ်သွားပါမယ်ခင်ဗျာနော်နေရာမှာကျွန်တော်တို့ပေါ်လာပြီးဆိုရင်တော့ ATM ကတ်မှာပါလာတဲ့နံပါတ်ကိုကျွန်တော်တို့ရိုက်ထည့်ဖို့အတွက်လိုပါတယ်ခင်ဗျာနော် အားလုံးနေနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ဒီဘန်ကပ်ပဲဘန်ဟောင်းပဲเนาะဒါပေမဲ့ကျွန်တော်သူ့ရဲ့ပါတဲ့ဟာဖြစ်တယ်ပြီးလို့ရှိရင်တော့ဒီမှာရောက်လာပြီးဆိုရင်တော့ကျွန်တော်တို့ကခန်း16လုံးရိုက်ထည့်ဖို့အတွက်လိုပါတယ်ခင်ဗျာเนาะပြီးတော့ပြီးတော့ဒီမှာသူက OTP နံပါတ်လိုမျိုးခန်း6လုံးသူပို့လာပါတယ်ဒီခန်း6လုံးကျွန်တော်တို့စာအုပ်နဲ့ရေးမှတ်ပါတို့မဖုံးအရေးမှတ်သွားလိုက်ပါเนาะပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဘန် ATM ဘန်ဘုံးစီကျွန်တော်တို့တွားရမှာဖြစ်ပါတယ်เนาะ ATM ဘန်ဘုံးကိုတွားတဲ့အခါမှာကျွန်တော်မလုပ်ရမယ်ဆိုတော့ကတ်ကိုယ့်ရဲ့ကတ်ကိုကျွန်တော်အရင်ဆုံးထည့်ရမှာဖြစ်ပါတယ်ခင်ဗျာ အဲကတ်ထည့်လိုက်တာနဲ့သူကသိပါတယ်เนาะကျွန်တော်ဒီကတ်အစ်တစ်လက်ထည့်ဆိုတော့ကိုယ့်ရဲ့ဒီရလာတဲ့လိုအပ်နံပါတ်ခဏက6လုံးကျော်ဒီတဲကိုထည့်ပါမယ်ဘလက်မှာရလာတဲ့ကျွန်တော်ကနန်း6လုံးကျွန်တော်ရိုက်ထည့်မယ်ပြီးလို့ရှိရင်ဟို password အစ်စ်ပြောင်းမယ်ဆိုတဲ့ဒီနေရာလေးကိုကျွန်တော်နှိပ်ပါမယ်เนาะ password အစ်စ်ပြန်ပြောင်းမယ်အဲကိုကြိုက်တဲ့ password နံပါတ်ကနန်း6လုံးကိုရိုက်ထည့်ပါเนาะဒီမှာကျွန်တော်တို့ကောက်အာကနန်း6လုံးကိုသူကရိုက်ထည့်တဲ့အခါမှာဆိုရင်တော့ အတခါပထမတခါရိုက်ထည့်ပြီးလို့ရှိရင်စဝရဲပြီးလို့ရှိရင်နောက်ထပ်တခါထပ်ရိုက်ထည့်ရအတီးပြူတာပေါ့နော်ကိုယ်ရဲ့လှိုးဝှက်နံပါတ်ကကဏ္ဍ6လောက်တေးကြမတေးကြသူကပြန်ပြီးတော့နောက်ထပ်တခါထပ်ပြီးတော့ရိုက်ထည့်ခိုင်းတယ်ကျွန်တော်ဒီမှာလက်ညှိုးပြတဲ့နေရာလေးပဲနှိမ့်လိုက်ရုံပဲကိုကဘာမှလုံးစရာမရှိဆိုကပ်ပြန်ထွက်လာရုံပဲနော်ဒါဆိုရင်တော့ကျွန်တော်အားလုံးအနေနဲ့အဆင်ပြေသွားပြီးဖြစ်ပါတယ်ခင်ဗျာနော်အားလုံးအဆင်ပြေကြပါစေခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့တောက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ